အလုံးမင်းမင်္ဂလာပါဒီနေ့တိုင်းရွှေဈေးတွေကတော့မနေ့ပိုင်းဈေးအဖွဲ့မှာအတက်ကြမရှိခဲ့ပါဘူးဒီနေ့က16ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်မနေ့ပိုင်းတိုင်းရွှေဈေးကတော့ဒီနေ့မှာအတက်ကြမရှိဘူး66.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ငါရောင်းတဲ့ဈေးကလက်ရှိမှာလဲ4,600နဲ့မှ50ဆိုင်ငါလက်ခံတဲ့ဈေးကလဲ4,500နဲ့မှ50လက်ဝိရဏဈေးနှုန်းတွေကဆိုင်ငါရောင်းတဲ့ဈေးက4,800 400နဲ့မှ50 ဆိုင်ကလကန်နေစီက46,690နီးသမား83ညနဲ့ပေါင်းစည်းရှိနေပါသေးတယ်။ဒီနေ့မှာတော့ကမ္ဘာ့ရွှေတအောင်စားကိုဒေါ်လာ3,000နဲ့4ဒီတက်သွားတာဖြစ်ပါတယ်။တဒေါ်လာကိုထိုင်းမှန်ငွေ33.55နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒီနေ့မှာကကမ္ဘာ့ရွှေဈေးတွေကစံချိန်တွေမြင့်တက်သွားပေမဲ့ဒီနေ့မှာထိုင်းရွှေဈေးကတော့အတက်ကျမရှိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ထိုင်းငွေဈေးကဒီနေ့မှာဈေးတက်လို့ဖြစ်ပါတယ်။ တော့လက်ရှိမှာလည်းကမ္ဘာရွှေဈေးကတက်ဖို့လာလာရှိနေတဲ့အနေအထားမှာရှိပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုမြန်မာတင်ပေးပါရယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။